တော့တင်းလာနေရပေါ့ဗီဒီယိုဖိုင်လေးတစ်ပုဒ်တင်ခဲ့တယ်။အဲဗီဒီယိုဖိုင်လေးမှာတော့ဖိုင်တွေကို password ပေးပြီးတော့တင်းတဲ့နည်းလေးကိုပြောပြပေးခဲ့တာပေါ့နော်။အဲ့မှာကျွန်တော်တို့ ကိုကျွန်တော်ပြန်လာမိကြတယ်။ဘိုင်းက password ပေးပြီးရင်ဘယ်လိုပြန်ဖြုတ်ရတယ်လဲပေါ့နော်။အဲ့ဒါဆိုအဲ့ဒါဖြုတ်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့မှာဒီမှာတစ်ခုတစ်ခုပေးကျင်တာကလေ password တွေကမမေ့ဖို့လိုပါတယ်။ password တွေမေ့သွားရင်တော့ဘာမှလုပ်လို့မရတော့ပါဘူးနော်။အဲ့တော့ကျွန်တော်တို့က password တွေပြန်ဖြုတ်မယ်ဆို file ထဲကိုသွားမယ်။ဒီမှာ info ဆိုတာလေးရှိတယ်။အဲ့ဒါလေးတွေဝင်လိုက်ပါ။အဲ့ဒါဒီမှာဆိုရင် protect workbook ဆိုတာလေးရှိပါတယ်။အဲ့ဒါလေးများလေးကိုတစ်ချက်နှိပ်လိုက်ပါ။အဲ့မှာဒီမှာ encourage with password ဆိုတာလေးရှိတယ်။အဲ့ဒီထဲဝင်လိုက်ပါ။ဒီမှာဆိုလို့ရှိရင် password password တက်ဒီမှာလေး password လေးပြနေတယ်အဲ့ဒါလေးကို delete လုပ်လိုက်ပါပြီးရင် okay လို့ပေးလိုက်ပါဒါဆိုရင် open to password ကပြတ်သွားပါပြီဒါပေမဲ့ကျွန်တော်တို့ border find password ကြံပါလေးရဲ့အဲ့ဒီအတွက်ကျွန်တော်တို့ cs box ထဲကိုသွားမယ်ကျွန်တော်တို့သိမ်းခဲ့တဲ့ကလိုပဲ cs box ထဲကိုသွားမယ်ကျွန်တော်တို့ find ရှိတဲ့နေရာပေါ့နော်ကျွန်တော်တို့ဒီ find ရှိတဲ့နေရာကိုတစ်ခေါက်ပြန်သွားမယ်အဲ့နော်ဒီ find ရှိတဲ့နေရာကိုပြန်သွားမယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ true ထဲက general option ထဲကိုဝင်မယ်ဒီမှာ password to modify ဆိုတဲ့လေးကိုဖြတ်လိုက်မယ်ပြီးရင် okay ပေးမယ်ပြီးရင် save လုပ်မယ် နော် yes ကိုပေးမယ်အပြင်ကျွန်တော်တို့ပြန်ပိတ်ကြည့်မယ်ပြီးရင်ကျွန်တော်ပြန်ဖွင့်ကြည့်မယ်ပေါ့နော်ပြန်ဖွင့်ကြည့်လိုက်ပါ အမှ password လေးတွေပြုတ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီမှာဆိုရင် password လေးတွေမရှိတော့ပါဘူး